မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနနဲ့အနန္နစေနာဖောင်ဒေးရှင်းတို့ပူးပေါင်းပြီးမကွေးတိုင်းဒေသကြီးအတွင်းမျက်စိဝေဒနာရှင်များနဲ့သွားနယ်ကနေဝေဒနာရှင်များအားအခမဲ့ကုသပေးခြင်းအစီအစဉ်ကိုမလ17ရက်နေ့ကမကွေးမြို့တင်ကြားရေးစေယုံကြီးမကွေးတိုင်းပြည်သူ့စေယုံကြီးနဲ့မင်းမှုပြည်သူ့စေယုံကြီးတို့မှဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တည်င်းပြေဆောင်ကိုမကွေးတိုင်းဟာနာခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ မကွေးတိုင်းဒေသကြီးအတွင်းမျက်စိဝေဒနာရှင်များနဲ့သွားနယ်ကပင်ဝေဒနာရှင်များအားအခမဲ့ဆေးကုသပေးရမှာတော့တိုင်းဒေသကြီးအတွင်းမျက်စိဝေဒနာခံစားနေရပြီးခွဲစိတ်ရန်လိုအပ်တဲ့မျက်စိဝေဒနာရှင်300ဦးကိုအခမဲ့ခွဲစိတ်ကုသပေးတာဖြစ်ပါတယ်အဲ့လိုကုသပေးရမှာတော့မင်းမှုမျိုးပြည်သူစေယုံကြီးမှာတော့မက်လ3ရက်4ရက် 17ရက်နေ့နဲ့12ရက်နေ့တို့မှာခွဲစိတ်ကုသပေးနေတာဖြစ်ပြီးမကွေးတိုင်းပြည်သူစေယုံကြီးနဲ့တင်ကြားရေးစေယုံကြီးတို့မှာလည်းမတ်လ6ရက်9ရက်17ရက်နဲ့12ရက်နေ့တို့မှာကုသပေးနေတာဖြစ်တယ်လို့သိရပါတယ်ဒီပွဲလေးဖြစ်လာဖို့ဆိုတာကနန်းနန်းစေနာဖောင်ဒေးရှင်းကနေပြီးတော့ဆရာတော်ကြီးရဲ့ဩဝါဒခိုင်ပြီးတော့ဖေဖော်ဝါရီလ19/20/21မှာမြို့တိမြို့နယ်ကဏီကျေးရွာမှာအခြေပြုပြီးတော့စတင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရွာမှာဆိုရင်ဆရာတော်ကြီးငယ်စဉ်ဘဝကဆုံးခံခဲ့တဲ့ရတ္တိတာမှာရှိတဲ့ ပြည်သူလူထုကိုပေါ့နော်ဆရာတော်ကြီးကပြန်လဲပြီးတော့စောင့်ရှောက်တဲ့သဘောနဲ့အဲ့ရွာမှာမိသေးနေထိုင်ကြတဲ့မျက်စိဝေဒနာရှင်တွေကိုဒီအတွင်းတင်ဝေဒနာရှင်တွေကိုခွဲစေကူတာပေးနိုင်မှုအတွက်အစတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့ဒီဆောင်ရွက်ဖို့ရာအတွက်ဒီကျမကြီးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုကျွန်တော်လက်ခံရရှိတဲ့အချိန်မှာစီနာဖောင်ဒေးရှင်းနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့ကျွန်တော်ဒီအိပ်ရွာမှာတော့ဒီလူနာများကိုရွေးချယ်ပေးနိုင်မှုအတွက်ကျွန်တော် TMO များကျွန်တော်ဒီတိုင်းအတာဝန်ရှိသူများပြည်သူ့စေဝနီးရဆရာဝန်များနဲ့ကျွန်တော်ညှိနှိုင်းတိုင်ဝန်ပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ် အစပထမကတော့စက်ခုအလင်းတစ်ခုတည်းပဲပါအဲ့မှာမှကျွန်တော်ရဲ့အကြံပြုချက်နဲ့ဒီသွားနေဂရင်းဝေဒနာရှင်များမှာကုသပေးနိုင်မှုကျွန်တော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခွဲစိတ်ကုသမှုခံယူရမယ့်မျက်စိဝေဒနာရှင်300ခုစေယုံတစ်ခုချင်းတစ်ခုချင်းရဲ့တတ်မှတ်ရက်များမှာခွဲစိတ်ကုသနိုင်မှုစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဗျခွဲစိတ်ကုသမှုခံယူပြီးသွားရင်ကိုယ်လင်းကိုယ်ဘဝနဲ့ကိုယ့်အနေကိုပေါ့နော်ရည်တည်နိုင်တဲ့ခြေနေလေးဖြစ်သွားပါတယ် နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီသွားဝေဒနာဆိုတာလည်းဒီတိုင်းပဲသွားဝေဒနာဆိုတာရွာဒီနေဒီမှာကျတော့ကျွန်တော်သွားဆရာဝန်မရှိတတ်ဘူးပေါ့ဒါမှမဟုတ်ကျွန်တော်အနေနဲ့လည်းအဲ့မှာရှိတဲ့ဝေဒနာရှင်တွေဘလောက်ပဲရှိရှိပေါ့ကျွန်တော်သွားဆရာဝန်ကျွန်တော်ရဲ့ဒီမြို့တင်မြို့နေရလက်ထောက်ဆရာဝန်လေးကိုကျွန်တော်အကူအညီတောင်းပြီးဆောင်ရွက်တဲ့အခါမှာအဲ့ဒါဖြစ်တဲ့အတွက်သွားဝေဒနာရှင်များအတွက်လည်းပဲသွားနေခရင်ယောဂါကိုလည်းပဲတော့ဒီကုသမှုခိုင်ခွင့်ရခဲ့တယ်လို့ကျွန်တော်အနေနဲ့ထုံးသက်တင်ပြလိုပါတယ်။ဘွားမျက်စိကနှစ်ဖက်လုံးကတင်းရှိတယ်တဲ့။ကိုကဘယ်ဘက်ကိုအရင်စခွဲမှလဲ။ လက်တွေပဲထောင်းပြပြီးတော့မြင်ရလာတော့ဝေးတာနေတာပြတယ်နောက်ပြီးတော့သူတို့စက်နဲ့လည်းကြည့်ပြတယ်လေဝင်းသာပါတယ်လေအဖားတို့ကအူရှင်တွေကကူညီကြတဲ့အတွက်ဒီခီးစေးလောက်ပါလောက်ပဲကုန်တာလေဒီမျက်စိမြင်တတ်တဲ့နေရာအတွက်လာပြတာပဲအလုံးကလက်ရှိနေတာရသတိမိသတိစမ်းတက်ပြီးပါပြီဟိုတန်းတန်းလုံးဝင်းတာပါတယ်ခင်ဗျ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနအနေနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီပြည်သူလူထုများကျန်းမာရေးဝန်ဆောင်မှုကိုလိုအပ်တဲ့အချိန်မှာလိုအပ်သလိုရရှိစေဖို့အချိန်နဲ့တပြေးညီဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်လူတိုင်းလက်လက်မိတဲ့ကျန်းမာရေးဆောက်ရှောက်မှုများရရှိစေဖို့အတွက်ရက်ွက်ကြေးရွာများအရောက်အခမဲ့ကျန်းမာရေးဆောက်ရှောက်မှုပေးခြင်းများကိုလည်းကွင်းစင်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ဒီတဲ့ရင်းကိုတော့မကွေးတဲ့ရင်းဌာနခွဲကပြပို့ထားတာဖြစ်ပါလိမ့်ရှင်။